ဒီလိုရဲ့ပထမဒုတိယတတိယသံဃာတာတိဟာခြေဝါဒအင်းအားကအလွန်တန်ကြီးတယ်။ဆိုတော့အဲ့ဒီဟာရဲ့အလွန်ပေါ့ဗျာ။သရုတ်ထပင်သမအစရှိတဲ့ဒီတာနာကဲ230နောက်ပိုင်းခေတ်ကာလတွေမှာသာသနာအန္တရာယ်ပေါ်လာနိုင်သလားပေါ့။ဒါဟုတ်လေမထင်မြင်ကြီးများစဉ်းစားတယ်။စဉ်းစားတဲ့အခါသာနာအန္တရာယ်ပေါ်လာနိုင်တယ်။အဲ့ဒီခါကျရင် ဟောဒီအိန္ဒိယမှာသာနာအကောင်းအောင်မလားဆိုတော့အာမကောင်းနိုင်တော့အထူးသဖြင့်မေဇိမဒေတာမှာသာနာအာမကောင်းနိုင်တော့မေဇိမဒေတာဟာအတော်ကမီနောက် 60ဆက်မြောက်မှာသာသနာလုံးလုံးကွယ်သွားတယ်ဖြစ်မင်းသိမှလေးဒါအာဒကမင်းရဲ့သားဘာသာကြားဖြစ်နေအဲ့သူ့ရဲ့သားကြတော့ဂျိမ်းဘာသာကိုကိုးကွယ်တယ်အဲ့ဆိုတော့တုံကခစ်ကိုရောက်လာတယ်အာဒကမင်း 60မြောက်ကျတော့သုံးကမင်းတက်လာတယ်ဒီပုံနာစစ်သူကြီးကအာတော့ကမင်းဆက်ကိုဖြုတ်ချပြီးတော့သုံးကခစ်ကိုတူထူတော်နဲ့အဲ့ဒီမင်းလက်ထက်ကျတော့ဗြဟ္မဏဘာသာအာကြီးလာအာကြီးလာပြီးတဲ့အခါကျတော့မေဇိမဒေတာမှာရှိတဲ့ဘုန်းကြီးတွေကိုခေါင်းတလုံးရရင်ဘလောက်ဆိုပြီးခေါင်းဖြတ်တတ်တယ်နော်မေဇိမဒေတာမှာရှိတဲ့ကျန်တဲ့ဘုန်းကြီးတွေနှစ်ထုတ်တယ်မသွားတဲ့ဘုန်းကြီးတွေကိုတတ်ပြစ်တယ်အဲ့ဒီမှာဗြဟ္မဏဘာသာကိုပြန်ထူတော်နဲ့အာတော့ကမင်းလက်ထက်ကပြင်းရက်ခဲ့တယ်ဘုန်းနေတာမတက်အောင်တာကြီးငါကြီးမတက်အောင်ဆိုတဲ့ဟာတွေအကုန်ပြန်ပြီးတော့လှုပ်ပြီးတော့အသမေတာအစားရှိတဲ့ရစ်ပူဆိုတာတွေပါတယ်လှုပ်တယ်သူလက်ထက်ကလည်းအလက်ဇန်းဒါဒီဂရိတ်တို့နဲ့ဒါစ စ်တွေပြိုင်ကြတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်သူကရစ်ပူဇော်တဲ့မြင်းတွေဘာတွေလွတ်လိုက်တယ်အဲ့ဒီမြင်းကိုဒါဒီသူ့ရဲ့အမိန့်ဩဇာခံမဲ့နိုင်ငံတွေကအဲ့ဒီမြင်းကြီးရောက်လာပြီဆိုရင်လက်ဆောင်ပန်းနာတွေဆက်သားအဲ့ဒီမြင်းကိုဖမ်းပြီးတတ်တယ်ဆိုရင်အဲ့ဒီနိုင်ငံကသူ့ကိုစစ်ကြင်ကြတာပဲအဲ့ဒီနိုင်ငံကိုသွားတိုက်အဲ့တုံးကမင်းဆက်လက်ထက်ကအဲ့လိုနဲ့တပြည့်တို့ဟာအတော့ကခစ်နောက်60ဆက်နှစ်အနေနဲ့ပြောရင်တရားမပြည့်ခင်အတွင်းမှာပဲမိသမဒေတာမှာထေရဝါဒက0ဖြစ်သွားတယ်0ဖြစ်သွားတယ်လုံးဝမရှိတော့မရှိဆိုရင်ရှိတဲ့ကိုတော်တွေတတ်ပြတယ် နှင်းထုတ်တယ်အဲ့လိုမျိုးလေးလောက်တယ်အဲ့ဒီခက်မှာပဲရှီဝလိန်ကိုးွယ်တာပေါ့အဲ့ရှီဝလိန်ကိုးွယ်တဲ့ကလည်းဒီနေ့ဆိုရင်ရှင်များတို့ဘောဒကာယကိုကြွတ်သွားတဲ့အခါမဟာစီတီရှိတယ်ဘောဒီဘင်ရှိမှာလက်ရှိကောင်းမှုတော်ကတော့ပထမတီတာကအာသောကတီတယ်အခုပြန်ပြန်တတာမင်းတို့မင်းကြီးပြန်ပြန်တတာကိုးွယ်တွေလောက်တော့ကုန်တယ်လို့ပြောတယ်ဘောဒီဘင်မဟာစီတီတဲ့ဝင်သွားတဲ့အခါဘုံပိတဖရာရှိတယ်အဲ့ရှစ်တဲ့တဲ့မှာရှီဝလိန်ကြီးကိုကိုးွယ်ထားတာယောက်ျားအင်္ဂါကြီးပေါ့အဲ့ဒါနောက်ကြမှာရွတ်တော်ဟာ တကယ်ကိုအမှုခင်းတွေကိုကဘာကဘာဒီရုပ်တီရောက်ပုံရပါတယ်အမှုခင်းတွေကိုကြာကြာနဲ့လည်းလုံမှာအဲ့ဒီဟာကိုမဟန့်ဖုံးတော်ကြီး ဘယ်သူစီရနေပြီးတော့ဒီမဟန်ဘုန်းတော်ကြီးအခုမဟန်အကြောင်းတော်ကြီးရှိတယ်နော်ဘိုးတော်မင်းတရားကြီးတို့ဆက်ရဲ့ဘုကုသိုလ်ကောင်းမှုတွေအဲ့မှာကြောက်စာတွေရှိတယ်နော်ကြောက်စာတော်ရှိတယ်အဲ့ဒါဆိုရင်အခုမဟန်ရဲ့အိမ်တို့အားထဲမှာပါသွားနော်မင်းတို့မင်းကဇေယကြီးလူတရားရှိတယ်အခုဆိုအဲ့ဇေယကြီးတွေကနွားချီတိုင်းနဲ့အဝတ်လန်းတဲ့နေရာတွေဖြစ်သွားတယ်ဒါဒီဘိုးတော်ကရရနဲ့နီနီလေးပဲရှိတယ်အဲ့ဒါဆိုတော့အဲ့ဒီကွင်ကြီးတစ်ခုလုံးကမဟန်အသိမ့်တာလားရောင်နာဘုန်းကြီးကအဲ့ဒါမှအမှုခင်းလုပ်ပြီးတော့ဒီနေရာဟာဘုရားရဲ့အထိမ်းအမှတ်တွေပြေဝရှိရပြီဘုရားဘာသာနဲ့ပဲသက်ဆိုင်နေဆိုပြီးတော့ ဒီပြတော့ဘုရားဝါသာအဖွဲ့သီးဖွဲ့သီးပြတဲ့ကပြန်ပြီးတော့အမှုခင်းနေတဲ့ပြန်ယူမှဒီပြတော့ရအဲ့လိုယူတဲ့အချိန်တော့ရှီဝါလိန်ရရှိသေးတယ်အဲ့ဒါအခုမှဖဲထုတ်တာပဲအဲ့ဒါကြီးကိုအခုအဲ့နေရာမှာအုပ်ထားတာအဲ့တော့ရှီဝါလိန်ကိုကိုရတဲ့ခေနောက်တစ်ခါဒီပြတော့တင်္ကရဏနဲ့ကိုဖျားဖြင့်တော်ရင်နဲ့ပြင်းနေပြန်ကြွလာတဲ့နေရာပေါ့အဲ့ဒါကြီးကိုတင်္ကရဏနဲ့ကိုရောက်တဲ့အခါတော့ဒီပြတော့ကနေ့ပထမ်းပေါ့ဗျာမနက်မနက်ရှင်မြတ်ပူဇော်တဲ့ပထမ်းပိစုတ်ဒေတာပါဠိတော်တို့ပါလို့ရှင်သာရိပုတ္တရာကဒုတိယကြီးကိုပြန်ဟောတဲ့ကျောင်းနေရာခုချက်ဒီကျောင်းနေရာကျောင်းဟောင်းရှိတယ်အုတ်ရိုးရှိအဲ့နေရာအခုရှင်သာရိပုတ္တရာရဲ့ ကန္နာကိုဒီကြောင်းနေရာရှိဝလိန်တိုင်းဟုတ်ခဲ့တာပါအခုဆိုရင်အဲ့ဒါရက်ရှိဘေးပပလဲကတော့နောက်ချီကုန်ပြီပဲခြုံတော်ကြီးတွေပဲရှိတယ်အဲ့ဒါပြီးတော့အိန္ဒိယကိုရောက်သွားတဲ့အခါသာသနာထွန်းကားခဲ့တယ်မှာဟုံးမဟိုရလားလို့တောင်ထင်စရာရှိလောက်အောင်ရည်ရွယ်ချက်ရှိဖြည့်ဆည်းခံရတာဒါပေမဲ့အာသောကမင်းကြီးရဲ့ခြေသွေးရအထိတ်အမှတ်တွေကအုပ်ရိုးတွေနဲ့အခိုင်အမာကြံခဲ့တာကိုတွေ့ရဒီနေရာဘာဘာဘာဆိုတဲ့ဟာတို့တိတိကျကျ အာသောကမင်းကျေးဇူးများပါတယ်အဲ့တော့ပြောတော့မနေ့ကရှင်များတို့ပြောပြအာသောကကမအေကတာကေဝေဆက်သူယူထားတဲ့အသရင်ဗိဒါလည်းတာကေဝေဆက်အဲ့တော့အာသောကဟာလည်းဘုရားမျိုးနွယ်ဆက်နဲ့သွေးပါတယ်လို့ပြောအောင်ပေါ့ဒါကြောင့်သူကလည်းအထူးပြုပြီးတော့မှတ်တမ်းတွေပြုကစုခဲ့တယ်နောက်တကအာသောကမင်းဟာမကြမကြဒီလုံမဏီကိုသွားသွားဖူးတာတွေပါတယ်နောက်ဘောရကရာတို့ဖွားပွင့်ဟောဆံပေါ့ဗျာ တဝေတရိယဌာနတွေကိုအာသောကမြင်သွားသွားဖူးတဲ့ဟာကိုကြောက်စာအမှတ်တားတွေမှာတည်တည်ချာချာရည်ရွယ်မှတ်တမ်းနေတာတွေ့ရတယ်။အဲဒါတွေပြီးတော့ကျင်မာမောင်ကြီးဗုဒ္ဓတိတ်တအစီစဉ်တဲ့ကိုတိုင်ကိုဌာနဌာနပြုတော့မယ်။ကိုတိုင်ကိုဌာနဌာနပြုတဲ့ဂုဏ်စ်ကကျန်နေ꿰တာရှိပါလေဗျာတော်တော်များများကအတော့ကမဲ့နန်းတက်ပြီးတော့ဆက်ရှစ်နန်းသက်ဆက်ရှစ်မှာကိုတိုင်ကိုဒါနာဒါနာပြီးဖြတ်ဘာဖြစ်လို့လဲအခုသူ့ရဲ့ตาသူ့ရဲ့ตาဗုဒ္ဓဘာသာကိုမကြည်ညိုတော့ဘူးဗြဟ္မဏဘာသာဖြစ်နေအဲ့သူ့ရဲ့ตาရဲ့သူ့မြည်ကြတော့ဂျိမ်းဘာသာကိုကိုးကွယ်နေပြီ အဲ့ဒါညီနဲ့ကအသောကအသေးကန်ဒီမှာ96ခုပဲရှိသေးတယ်သူ့လူကတရားပြည့်အောင်ဆိုပြီးလူတဲ့အခါကျတော့ရှင်ပြန်များအလုံးတီဗီသားလည်းဖြစ်ပါပါနော်တရားပြည့်အောင်လူ၄ကြေကျန်တာရွှေတိုင်တွေကဘန္နတိုင်တွေကသွားထုတ်အဲ့၄ကြေကျန်တဲ့ဟာကိုတန်ဃာတွေကလှူဆိုတော့အဲ့သူမြည်ဖြစ်တဲ့ပုဂ္ဂိုလ်ကတမ္ပဝေတိမင်းသားလို့ထင်ပါတယ်ဗျအဲ့ဒါတော့အဲ့မင်းသားအာယူမခံတော့ဘူးအသောကအာနာသိန်းခံရတာဒီကန်ဒီမှာသူမြည်ဂျိမ်းမသားဝဲမြည်ရအာနာသိန်းခံရတာဒါကြောင့်အသောကအကြောင်းရေးတဲ့စာအုပ်ရှိတယ်ဥစနိတရေးတာလို့ထင်ပါတယ် တကွမှားတော့ကြာဆိုတဲ့စာအုပ်ရှိပါတယ်ရှင်ပြတို့ဖတ်ကြည့်ပါအသောကသာသနာကိုဖြန့်လွှတ်လိုက်တယ်ဒါကတော့ခုနပြောတယ်သာသနာဟာမိသမတွေတမ်းမှာအမကြခင်ကွဲနိုင်တယ်ဆိုရယ်ရှင်မမောဂလိဗုဒ္ဓတိတ်တာတို့ရဲ့အစိုးမတွေလည်းပါမယ်တင်တယ်ပြဒါကြောင့်သာသနာကိုကမ္ဘာမှာဖြန့်ထည့်လိုက်တယ်သာသနာဖြန့်မိမဲ့သူ့ရဲ့မိဖုရားကြီးထေရဝါဒကိုဗုဒ္ဓသာသနာကိုကြီးကျယ်တဲ့မိဖုရားကြီးတွေကတော့ယန္တာတွေဖြစ်ကြတယ်သောတာပန်တွေဖြစ်ကြတယ်သူ့ရဲ့သာသမီတွေယန္တာတွေဖြစ်ကြတယ် တို့တော့မိဖုရားတွေကအများကြီးရှိတာကြတာအများကြီးရှိတာတခြားမိဖုရားတွေကမွေးတဲ့သားတွေသမီးတွေမြေးတွေကိုကြတော့ဗုဒ္ဓသာနာအစုံးမကိုအသောကမပေးနိုင်ခဲ့မပေးနိုင်ခဲ့တဲ့အတွက်အသောကတေကန်ဒီကြရှင်ပြတော့တာအသောကနဲ့တရားသွားတာသောကနဲ့စပြီးတော့သောကနဲ့တရားတဲ့မင်းကြီးလို့ပြောရမှာထင်ပါတယ်အေးဘယ်လိုကံကြမ္မာတွေကြောင်းတော့မသိဘူးပေါ့ဗျာတော်တော်သူအနာသိခံအနာသိခံတဲ့ကမရီသာလေးကျွေးနေတယ်ပေါ့ဗျာရွှေပကံငွေပကံနေနဲ့ကျွေးတယ်အဲ့ရွှေပကံတွေကိုလည်းလှူလိုက်ငွေပကံနေနဲ့လှူလိုက်တော့အိုးချမ်းပဲပဲရှိတယ်အဲ့တော့မထင်မြန်များကိုရှောက် ဘုရားဘုရားကြီးတော့ပိုင်တာတော့အိုးချမ်းမဲ့လေးပဲရှိတယ်တော့အိုးချမ်းမဲ့လေးတပီတော့နောက်ဆုံးအနေနဲ့လူစရာဟောဒီမှာရှေရှားသေးတုံးကိုဇီဝဖန်ကားသေးပါဗျစေအဖြစ်ငုံတာတဲ့ဒါလေးပဲရှိပါတယ်ဗျာအဲ့ဒါလေးကိုရှင်ပြမြတ်စေအဖြစ်သုံးပါဘုရားဆိုပြီးတော့ဗဇက်ထဲကနေ ပြီးတော့လှူခဲ့တယ်တဲ့။ဒေါနဘုံမိကနှစ်ခွန်းရှိပါတယ်။ပထမဒေါနဘုံမိကတရားမင်းကစောက်ပြီးတဲ့မြို့လို့ပြောပါတယ်။တရားမင်းကစောက်ပြီးတဲ့မြို့မှာဓမ္မရဇမင်းကိုသူ့သားကတက်ပြလိုက်တယ်။ဓမ္မရဇမင်းကိုတက်ပြလိုက်တက်တဲ့ဖြစ်စဉ်အရှင်များတို့အဇာတတက်ကဗိမိတ္တရာကိုတက်တဲ့ပုံစံတိုင်းတက်တာ။ထောင်တွေအကျဉ်းချပြီးတော့ဓာခွက်ပြီးတက်တယ်။ ဒါကြောင့်ဒါကသူရဲ့မိဖုရားကြီးကသွားတော့ပြီးတော့သူသူဝနဝတိပေါ့ဗျာမိဖုရားကြီးကသွားတော့ပြီးတော့ဒီသဗင်တို့ခန္ဓာကိုယ်အုပ်လိမ့်ပြီးတော့အာဟာရတွေသွားတော့ကြည့်တဲ့အခါတော့အမေဥပါဝင်မခံဘူးအဲ့ကောင်အမေလို့တဲ့မိဖုရားကြီးကသူရဲ့သဗင်နဲ့သူ့လက်ဘေးကိုပြန်ဆွတ်ပြီးတော့ခြောက်နဲ့ခုံချပြီးတော့ကိုယ်ကိုတတ်တည်သွားအဖေမင်းတယောက်လုံးတတ်တည်တယ်အဲ့ဒါတော့အဲ့ဒီမင်းလက်ထက်မှာဘာဖြစ်သွားလဲဆိုတော့ဒီသူဝနဘုံမိကိုဆူနာမီလီကိုလှိုင်းပြီးတော့ငလင်လုတ်တယ်မြေမြူတယ် ရေရေလွှမ်းတယ်လို့လူပြောတယ်အဲ့ဒါမျိုးလွှမ်းပြီးတော့သဝနာဘုံကြီးကပြတ်သွားတယ်အခုရှင်သောနာတို့ရှင်ဩဇရာတို့ရောက်လာတဲ့အခါမှာအဲ့ဒါကျတော့သူတမဝတီလို့ခေါ်ပါတယ်သူတမဝတီနဲ့လေသူ့တုံအဲ့ဒီကနေတထုံဖြစ်လာတယ်လို့ကျမ်းနေရာတွေလို့ယူပါတယ်ပညာရှင်များဟုတ်လားအဲ့ဒါဒုတိယသဝနာဘုံကြီးပြောပါတယ်အဲ့တော့ဒုတိယတို့တော့ဘယ်ကနေရောက်လာလဲဆိုတော့မြမပြည်ကိုရှင်သောနာတို့ရှင်ဩဇရာတို့က တော့ရေချောင်းအလေရောက်လာတယ်။အိန္ဒိယနဲ့မြန်မာပြည်နဲ့ရေချောင်းကရေချောင်းတင့်တယ်ဆိုရင်9ရက်လောက်ကြာတယ်ရှင်း။တီယိုနဲ့ဆိုရင်တော့9ရက်လောက်ကြာတယ်လို့ပြောတယ်။အဲ့ဒါဆိုဇန်နဲ့လဲကြွလာနိုင်တယ်လို့ရေချောင်းလည်းကြွလာနိုင်တယ်။ရှင်မာမိန်ကတော့တီယိုကြွတာရှင်းတယ်ဇန်နဲ့ကြွ။အခုရှင်သောနာတို့ရှင်ဥဒ္ဒရတို့ဘယ်လိုကြွလာလဲဆိုတော့အတိအကျမသိဘူး။တို့တော့ကြွလာတယ်။ကြွလာတဲ့ကဘလူးကျွန်းကိုရောက်တယ်။ဘလူးကျွန်းရောက်တဲ့ကအဲ့ဘလူးကျွန်းမှာရှိတဲ့ဘလူးတွေကတထုံကဘယင်တွေကသာသမီမွေးပြီဆိုရင်မေဘီအိုင်တွေသာသမီကိုတက်တက်စား။ တက်တက်စားတဲ့အတွက်အခုလည်းဒီဘုံကြီးတစ်ပါးကိုတို့မတွေ့ဘူးပစ္စံတည်းလို့ဖြစ်နေမတွေ့ဘူးတဲ့ခါကျတော့ဒါဘလူးတွေဟန်ဆောင်လာတာပဲဆိုပြီးတော့မြို့သူမြို့သားတွေကဝိုင်းပြီးတော့ရိုက်မယ်နှက်မယ်လာတဲ့ခါကျတော့မဟုတ်ဘူးတကိုးတွေပြပြီးတဲ့ခါကျတော့တို့ကဖရရဲ့သားတော်တွေဖြစ်တယ်ပေါ့အဲ့မှာဗြမဇာလာတုတ်ကိုခေါ်တယ်ပြီးမှဘလောက်ထိကြွတန်းဝင်နေလဲဆိုပြောမယ်ဗြမဇာလာတုတ်ခေါ်တယ်ပြီးတဲ့ခါကျတော့ဘာခက်ခဲရှိလို့တုံးဆိုအခုပြောတယ်ဘလူးတွေတက်တက်စားလို့ဆိုတော့အဲ့ဒီမှာဘလူးတွေကြောက်အောင်ဆိုပြီးတော့မနှုတ်တိဟဖင်နှခွဆိုတာပဲဘလူးတွေတက် နှစ်သသုံးသကြီးတဲ့အကောင်ကြီးဖန်သင်းလိုက်တယ်လူဦးကောင်းနဲ့ရှင်သေးဖြစ်နှစ်ခွနဲ့မနုဒိယဖြစ်နှစ်ခွအဲ့ဒီယုတ်တူကြီးကိုဖန်သင်းပြီးတော့ဘလူးကျွန်းလိုနေရာမျိုးပေါ့တော့မို့တထုံသူ့အနာဘုံမီးရဲ့အဆက်နေရာမျိုးမှာချထားတဲ့ကဘလူးတွေကနောက်ထပ်တက်မလာနိုင်အဲ့မှာကြီးညိုသွားတာအကြီးညိုတဲ့အခါသူတို့ရဲ့တရားတော်တွေကိုနားယူကြတယ်ပေါ့ဗျ